ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့အခုဒေါအောင်စီစီသားခင်ရောက်လာတဲ့အပေါ်မှာကျွန်တော်တို့ four way မြို့ကိုလာမှဖြစ်တဲ့အတွက် four way မြို့မှာရှိတဲ့မိသားစုတွေကတဖွဲပွဲနဲ့ကျွန်တော်တို့လေစိတ်ကိုရောက်နေပါပြီ9:30ဆိုလို့ရောက်မှဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီဒေါအောင်စန်းစုကြည်သားခင်လာတဲ့အပေါ်မှာဒါအခုအနေနဲ့ဗာများအမြင်သဘောထားလေးကိုနည်းနည်းလောက်ကျွန်တော်တို့ပြောပြပါခင်ဗျာဟာဟုတ်ကဲ့ပါမင်္ဂလာပါနော် အာဒီနေ့ကကျွန်တော်တို့ဒီ forway မျိုးမှာဒီစနေနေ့ပေါ့နော်29ရက်နေ့ပေါ့နော်ဒါ forway လေးစိတ်မှာကျွန်တော်တို့အခုတွေ့ရတဲ့အတိုင်းပဲအာလူရောက်80နီးပါးလောက်ပေါ့နော်80ကျော်လောက်ရှိမယ်ထင်တယ်အဲ့ဒါအခုကျွန်တော်တို့ခင်ကိုလာကြိုဆိုတဲ့အာအခုလက်ရှိအမြင်တွေ့နေရတဲ့အခြေအနေပေါ့နော်ဆိုတော့ဒါကလည်းခင်ရဲ့ရွေချက်ကလည်းဒီအင်္ဂလန်လာကလေးကသူပြောပြတဲ့ဟာကတော့သူ့အမေအတွက်ကိုတကယ်ကိုစိတ်အားထက်သန်ပြီးစိတ်အားပြင်းပြပြီးတော့ကျွန်တော်တို့ဒီတော်လန်နေတဲ့ တော်လန်ยีမှာအားလုံးပါဝင်နေတဲ့ပြီးပါရောက်တွေရောညိုမောင်နှမတွေအားလုံးကရောတိုက်တားအနစ်အားလုံးကအမေစုရဲ့အသက်80ပြည့်နဲ့အတူအမေစုရဲ့အမြန်လွတ်မြောက်ရေးအတွက်ကိုကျွန်တော်တို့ကလည်းဝိုင်းပြီးတော့ အင်းနဲ့အားနဲ့ကြိုးဆိုပြီးတော့ကျွန်တော်တို့ကဝိုင်းပြီးတော့ပန့်ပိုးပေးတဲ့အတွက်ကြောင့်မို့လို့ခင်ကိုအများကြီးလက်ကျေးဇူးတင်ပါတယ်။ထုံးလေးကောင်းပဲကျွန်တော်တို့ဒီမှာအမေရိကမှာရှိတဲ့တခြားဗမာပြည်သားတွေရှိတဲ့ပြည်နယ်တွေကိုလည်းအများအများကြီးဖြစ်စေနေသည့်ဖြစ်စေအဲတွားရောက်ပေးဖို့နဲ့သူတို့ရဲ့ရင်ထဲကစကားတွေနဲ့မြစ်တာတွေပေါ့အထူးသဖြင့်တော့နော်အမေစုအသက်80လဲပြည့်တော့မယ်။ဆိုတော့ဒီအတွက်ကိုကျွန်တော်တို့ကလည်းအသက်ရွယ်အားဖြင့်ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကို အများဆုံးလည်းချင်းချမ်းမာနဲ့လွတ်စေခြင်းနဲ့ထုံးနည်း၎င်းပဲအခုလက်ရှိဖြစ်နေတဲ့ငလင်တွေကလည်းဒါကသမယိုးကြတော့မဟုတ်ဘူးဆိုတော့ဒီလိုဒီလိုဘေးဘေးအန္တရာယ်ဖြစ်တဲ့အကြောင်းမို့ကျွန်တော်တို့ကပို့ပြီးတော့လည်းအမေဆုနဲ့တူအချင်းကြနေတဲ့နိုင်ငံအချင်းသားတွေအားလုံးရောဗမာပြည်လည်းမြန်မြန်လွတ်မြောက်စေချင်ပါတယ် ဆိုတော့တော်လန်ရေးကိုလည်းအများဆုံးလဲကျွန်တော်တို့ကအာအောင်းကျင်းသလိုအားလုံးအေးချမ်းချမ်းနဲ့ကျွန်တော်တို့တိုင်းပြည်မှာအခုလိုမျိုးအခက်အခဲတွေနဲ့အကျက်တဲတွေဖြစ်နေတာကိုကျွန်တော်ပြန်လဲထူထောင်ရေးကိစ္စတွေအထူးပါကျွန်တော်တို့ကအကူညီပေးဖို့ဒီကနေအသင့်ပါပဲအဲပြီးတော့ခင်ကိုလည်းဒီကနေကျေးဇူးအထူးတင်ရှိပါတယ်အာရေတော့ဘုံမိုးချအောင်ရမြည်